အားလုံးမင်္ဂလာပါ UK Mesh ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီတစ်ပတ်ကတော့ FIFA ရဲ့ဒါဘယ်လို International Weekend ဒါနှစ်ပတ်တာကာလဖြစ်ပြီးတော့ကျွန်တော်တို့ဘောလုံးပြိတက်တွေအတွက်နိုင်ငံတကာပွဲစဉ်တွေပြန်လာမှုရှိတယ်ဆိုတော့နိုင်ငံတကာပွဲစဉ်တွေထဲမှာ တောင်အမေရိကတိုက်နဲ့အာရှတိုက်ကဒါကဘာဖလားချစ်စ်ပွဲတွေကနေဒေါက်တာချာလီတွေကဥရောပမှာဆို Nation League ပွဲစဉ်တွေရှိပြီးတော့တခြားခြားသောလီးပြိုင်ပွဲတွေလည်းဒါ ကိုဒီခြေစပွဲပြိုင်ပွဲတွေအများကြီးရှိတယ်အာရှကတော့နောက်ဆုံးစင်တက်တရအဆင့်ကိုရောက်ပြီးတော့တောင်အမေရိကတိုက်ကပွဲစဉ်73ထိရောက်ပြီးဆိုတော့ဒီတစ်ပတ်ကမ္ဘာဖလားပြိုင်ပွဲမှာဒါဘယ်လိုပြောမလဲပွဲကြီးပွဲကောင်းနေနဲ့အူရုဂွေးနဲ့အာဂျင်တီးနားပွဲရှိတယ်ပြီးတာနဲ့ဘရာဇီးလ်နဲ့အာဂျင်တီးနားရဲ့ပွဲစဉ်73 74ရှိတယ်ဆိုဒီပွဲတွေမှာကျွန်တော်တို့အာဂျင်တီးနားဘရာဇီးဆိုရင်ကျွန်တော်တို့နေမာတို့မက်ဆီတို့ကိုပြေးမြင်ကြတဲ့အချိန်မှာတိုက်ဆိုင်သွားနေပဲ နေမာဂျူနီယာကဆန်တိုးမှာတရားပြဿနာကြောင်းဒါသူ့အနေနဲ့ဘရာဇီးရဲ့ကမ္ဘာဖလားချစ်ပွဲနှစ်ပွဲကိုလွှဲချော်တယ်။အဲ့ဒီနေရာမှာအာဂျင်တီးနားအသင်းမှာလည်းသူတို့ရဲ့စူပါစတာလီယိုမက်ဆီမပါနိုင်ဘူး။ဆိုတော့မနေ့ကအတ္လန်တာယူနိုက်တက်နဲ့ကစားခဲ့တဲ့မာဆီဒီစ်ဘန်းကပွဲမှာကန်တဲ့ပွဲအပြီးမှာကျွတ်သားတန်ရာအနေနဲ့ရရှိခဲ့တယ်ဆိုပြီးတော့ဒါသတင်းထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့်လီယိုမက်ဆီကအာဂျင်တီးနားအသင်းရဲ့ကမ္ဘာဖလားချစ်ပွဲပြိုင်ပွဲကို ပါဝင်နိုင်မှာပုံကြောင့်အတီးပြလိုက်တယ်သူတို့ scan ဖတ်ပြီးတဲ့အချိန်မှာကျွတ်သားမှာထရအနေငယ်ရခဲ့တယ်ဆိုတဲ့အချက်ဆိုတော့အာဂျင်တီးနားရဲ့ level စပွဲစဉ်ပွဲဖြစ်တဲ့ Uruguay နဲ့ Brazil နဲ့ပွဲနှစ်ပွဲဆိုတော့ကျွန်တော်တခုပြောချင်တာက Leo Messi ဟာအဲ့ဒီမြက်ခင်းတူပွဲကွင်းတွေကိုတွားကန်တိုင်းမှာအများနဲ့ပြဿနာတက်တယ်ဆိုတော့ဒါဟုတ်ကြီးကြီးအဖြစ်ဒီမြက်ခင်းတူပွဲကွင်းတွေမှာဒါ level စင်ကစားမားတွေအသက်အရွယ်ကြီးတဲ့ကစားမားတွေကအမှန်တိုင်းပြောရင်တော့ဒါဘယ်လိုပြောမလဲ ခက်ခဲတဲ့အနေအထားမျိုးရှိတယ်။ဆိုတော့ဒါသူအစိုးရတဲ့လည်းဖိမဖြစ်တာလည်းပါတယ်။ဖိမဖြစ်လို့လည်းပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမပါဘဲနဲ့ပြီးနောက်ဆုံးပွဲမှာပါတာ။မေဂျာလိကိုမရောက်ခင်တုန်းကမက်ဆီတောင်းတောင်းဒဏ်ရာလေးရထားရှိတဲ့သားမဟုတ်ဘူး။အခုမေဂျာလိကိုရောက်ပြီးအချိန်မှာဒဏ်ရာခက်ဆစ်ဆစ်ရတာအဲ့ဒါပါလဲဆိုမေဂျာလိရဲ့ပွဲစဉ် feature က၃ရက်တပွဲကိုခရီးအဝေးကြီးသွားရတယ်။နောက်မေဂျာလိရဲ့ခွင့်အများစုဟာ ထောက်ဝက်လောက်ကမြခင်ကွင်းအစစ်ဖို့ပဲနဲ့မြခင်တူကွင်းနေဖြစ်တယ်။အေးအဲ့ဒီချက်ကအဲဆို NFL ကစားတဲ့ကွင်းတွေမှာကစားရအများနဲ့မြခင်တူဖြစ်တဲ့ခါမှာဒါ New Messi တို့ကဒါအမှန်တိုင်းပြောရင်ဘောလုံးမကြီးကတုံတုံမကြိုက်ကြဘူးအဲ့မြခင်တူကွင်းကိုအဲ့ဒီချက်ကလေဒါ Messi တို့အင်ဂျူပဲဆိုတော့ Argentina နီးပြ Lionel Scaloni က Messi မပါတဲ့အကြောင်းကိုအတီးပြပြီးတော့ Argentina လူစင်းကိုထုတ်ပြန်တဲ့ခါမှာ Roma အသင်းရဲ့ ဒါကစားမဖြစ်တဲ့ပိုလူဒီပါလာဒီပါလာကပြီးရဲ့တစ်ခေါက်မစီအင်ဂျူရီဖြစ်တော့အာဂျီနာအသင်းကိုပါဝင်ကစားခဲ့တယ်သူလည်းတစ်ခေါက်ကျိုးတန်ရှားလို့မပါဘူးပေါ့လေဆိုတော့လီယိုနက်စကာလိုနီကသူ့ရဲ့အသင်းကိုထုတ်ပြန်တဲ့ချိန်မှာကိုသမားအမီမာတီနက်စ်အပါဝင် နောက်တစ်ချက်တစ်ဖက်ကဒါမိုလီနာရိုရိုမဲရိုရိုမဲရိုဆိုလည်းဟိုတနေ့ကအင်ဂျူရီဖြစ်သွားတယ်ဒါပေမဲ့အာဂျီနာအသင်းမှာပါနေစေဖြစ်တယ်နောက်ဖရဆယ်လာလိုဘဲဘဲလာတီဆိုတဲ့ကစားမအပါဝင်နီကလပ်စ်အော်တမန်တီအခုဆိုရင်အန်ဂယ်ဒီမာရီယာကလည်းနားပြီး မက်ဆီကလည်းမပါတဲ့အတွက်ကြောင့်နီကလပ်စ်အော်တိုမက်တီကအသင်းကောင်းဆောင်ဖြစ်ပါမှုရှိပြီးတော့အန်ဆိုဖရန်ဒက်စ်တို့ရိုဒရီဂိုတပေါ်တို့အလစီမကလာဆာတို့ပါတယ်။နောက်ဒီအက်ဒရက်တီကိုမက်တွေကဆီမီယိုနီလည်းရွေးချယ်ခံရပြီးတော့ဒါအခုလောလောဆယ်အနေထားရတော်တော်များများပေါ့လေတီယာကိုတီယာကိုအယ်မာတာအပါဝင်အန်ကယ်ကိုရရာနောက်တစ်ဖက်ကခူလီယန်အေဗရက်စ်လော်တာရိုနဲ့နောက်ဆန်တီယာကိုကက်စထရိုအပါဝင်ကစားမပေါ့လေဆိုတော့အခုကျွန်တော်တို့အခုလောလောဆယ်အနေထားရ ဒါ quality player တွေအများစုပါပေမဲ့အဓိကကစားမ Dortmund မပါဘူးဘတ်တီက Juventus နဲ့ Rosse ဆိုလည်းမပါဘူး Messi လည်းမပါဘူး Dybala လည်းမပါဘူးဒါအခုလက်ရှိနေထားရတစ်ဖက်မှာကျွန်တော်တို့ဘူးလောလောဆယ်နေထားရဒါ Di Maria လည်းနားသွားပြီ နောက်တစ်ခုက Manchester United က Alejandro Garnacho ချိုးလည်းမပါဘူးပေါ့လေဆိုတော့အခု Argentina အသင်းမှာ Messi injury ဖြစ်တယ်ဆိုတော့ Messi မပါဘူး Messi က Colombia နဲ့စီ Uruguay နဲ့ပွဲရော Brazil ပွဲကိုလွှဲချော်ပြီးတော့ Brazil မှာ Neymar လွှဲချော်မယ်အခု South America ဆုံးကပွဲစဉ် 73ရောက်ပြီ72ပွဲပြီးသွားတဲ့အချိန်ပေါ့လေဒါ72ပွဲပြီးသွားတဲ့အချိန်မှာအာဂျင်တီးနားက25မှတ်နဲ့ဇယားထိပ်မှာရှိတယ်။ဥရုဂွေးကရမှတ်20၊အက်ဂွေဒေါက19၊ကိုလံဘီယာ19၊ဘရာဇီးလ်က18၊ပါရာဂွေးက19။ဆိုတော့အဆင့်1က6ကတိုက်ရိုက်ချင်းပွဲအောင်ပြီးတော့အဆင့်9က အသင်းကပလေးအိုကစားရမှာဖြစ်တယ်။တောင်အမေရိကပွဲတွေကိုလာမဲ့မေလဒါစီဆိုမတ်လ20ရက်နေ့ပေါ့လေ။ဒါမတ်လ20ရက်နေ့ပထမပွဲမတ်လ25ရက်နေ့မှာဒုတိယပွဲကစားမှာဖြစ်လို့တခါအာရှတိုင်းမှာလည်းဒီပုံစံတိုင်းပဲကမ္ဘာပလာချစ်ပွဲတွေကစားဖို့ရှိပါတယ်။ဆိုတော့မက်ဆီကတော့အခုအဓိကတော့ရှင်းတယ်အင်ဂျူရီအများကြီးမဖြစ်ချင်လို့သူ့ကို risk မယူတဲ့သဘောနောက်တစ်ခါတောင်အမေရိကဘွဲတွေရဲ့ခက်ချမ်းချမ်းကစားပုံကြောင့်လည်းပါတယ်ဆိုတော့လော်ထာရိုနဲ့ဝီလီယံအေဗရက်စ်ပဲတိုက်စစ်ကိုဥဆောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်